ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာတကူရဲ့9လ2025မနေ့ပိုင်းစီစဉ်လေးပေါ့နော်ကံပြားနေ့လောကီပညာအစီအစဉ်ကဏ္ဍကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်ဆရာနိုင်အောင်ဝင်းမှာအပမင်းပင်ခိုင်တပီးပါ ထပ်ပြီးတော့လည်းမိတ်ဆက်ပေးပါရယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဂျပစီနံပါတ်တက်ပတ်သက်ပြီးတော့ကျွန်တော်50နှစ်တိအောင်မျှဝေပေးသွားပါပြီเนาะအဲ့တော့အခုဂျပစီဂျပစီရဲ့နားထောင်မှုတွေဟာကျွန်တော်မိတ်ဆွေရဲ့ဖုန်းထဲမှာဒီလိုဟောလေးတွေရှိနေခြင်းအတွက်ကိုယ့်ရဲ့ အသက်ကလေးပြောင်းသွားပြီဆိုတာနဲ့နော်အဲ့ဒီ capacity ကိုပေါင်းလို့ရတယ်နောက်တစ်ခါအင်္ဂလိပ်ခုနှစ်ပြောင်းသွားပြီဆိုတာနဲ့အပေါင်းလို့ရမယ်အဲ့တော့နှစ်ခါလောက်ပေါင်းလို့ရတာပါနော်အဲ့လိုပေါင်းပြီးတော့ဒီအဟောလေးတွေအေးလောက်ထားတာတော့ဘာလို့အဟောလေးတွေပေါ့နော်ကျွန်တော် capacity အဲ့တော့ဒီ capacity ရဲ့တန်ဖိုးတွေဟာဒီ capacity ပညာရရဲ့ကြီးမားတဲ့ဒီ shaper ခေါ်ကွက်ကလေးနော်ဘယ်ဖြစ်ဘယ်ကလာနေပြီးတော့ဆင်းသက်လာဖို့ဒီပညာရကြီးတစ်ခုကိုဒီနေ့ကျွန်တော်ပြောမှာဖြစ်တယ်။ဘာကြောင့်အဲ့ရတွေကိုပြောရလဲဆိုလို့ရှင်အခုနောက်ထပ်မျှဝေပြီးမဲ့ numerology ကခန်းပြတင်ရကဘဝတစ်စချိုးဖြစ်ပါလေခေါင်းစဉ်ရပါတော့ ဘဝတစ်စချိုးဘဝတစ်စစ်စစ်ချိုးဆိုတဲ့အဓိပ္ပာယ်ဟာမြင့်လည်းမြင့်မြင့်လည်းမြင့်တတ်သွားမယ်ကြစားခြင်းလည်းကြမယ်အဲ့ဒီဘဝတစ်စချိုးမှာမိတ်ဆွေဟာဟောကူဟာခုနစက်ရှုခုနကမွေးဖွားရဆိုပါစို့နော်ဘဝတစ်စချိုးကအဲ့ဒီထောင်ကူဟာခုနစက်ရှုခုနမွေးဖွားရဆိုလို့ရှင်အာရုံ ပေါင်းလိုက်ပါအားလုံးပေါင်းလိုက်တဲ့ရှက်လက်ပေါ့နော်နှလုံးကနားဖြစ်အောင်ပေါင်းလိုက်ပါတယ်အဲ့ဒီပေါင်းလိုက်ခြင်းရဲ့ရှက်လက်ဒီအောက်က1900ဘုနာ58အောက်ကနေပြောထပ်ပြီးရော ပေါင်းมาဖြစ်ပါတယ်အဲ့ဒါပထမရဲ့ဘဝတစ်စီချိုးပြောင်းလဲมาဖြစ်ပါတယ်ဒုတိယဘဝတစ်စီချိုးပြောင်းလဲတာကိုသိကျင်နေဆိုလို့ရှင်တော့နောက်က နှလုံးထဲဝယ်ဥမာ1980ဆိုလို့ရှင်80ဆိုတဲ့ဟာလေးကိုဝယ်ပေါင်းရဖြစ်တယ်နော်10နှလုံးဖဲပြီးနောက်နှလုံးကိုပေါင်းရဖြစ်တယ်10နဲ့2ညတဲ့ပေါင်း10ဖြစ်တဲ့အတွက်နှလုံးထဲရအောင်ပေါင်းရမှာဖြစ်တယ်အဲ့ဒီ10ကို1980အောက်ကနေပြီးတော့ထပ်ပြီးပေါင်းရဖြစ်ပါတယ်ဒါဆိုရင်1988ခုနှစ်မှာဒုတိယကြိမ်ပြောင်းလာမှာဖြစ်ပါတယ်ဒါကဥပမာအဲ့တော့ဒီဂျပစီဘဝတစ်စချိုးကန့်ကြမ္မာလေးကကနန်းပြည်တွင်ကန့်ကြမ္မာလေးက ဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတော့ပြမထားဘူး။ကောင်းခြင်းဆိုခြင်းတော့ပြမထားဘူး။ဒါမဲ့မိတ်ဆွေကကောင်းခြင်းဆိုခြင်းတွေကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တွေရနေပြီးတော့ချက်ပစင်နံပါတ်30ကနေပြီးတော့90နဲ့နှစ်ထီအောင်ခေါ်ပြောပေးသွားပြီလေ။အဲ့ဒါကိုကပေါင်းပြီးတော့ဟောကိန်းထုတ်လိုက်ရုံနဲ့ကိုယ့်အကကိုဟောပြီးတော့ကိုယ့်အကကိုကြည့်လိုက်ရုံနဲ့အာဒီနေ့မှာငါ့ရဲ့ဘဝတစ်စီကျွာတကယ့် ြီးမားတဲ့အောင်မြင်မှုဖြစ်မလားဘုံမဟုတ်ကြတဲ့ဘက်ကိုရောက်နေသလားဆိုတာအဲ့ဒီမှာဖြေပါပြရဖြစ်တယ်နော်ကျွန်တော်ပြီးခဲ့တဲ့ numerology chapter 6နံပါတ်၄မဟုတ်ခင်မှာဒီဘဝအစစ်ကျိုးဘာကြောင့်မပြောပြရလဲနောက်ဒီပညာရဘယ်ရလာလဲဘာလို့မပြောပြဖြစ်တာလဲဆိုလို့ရှင်ရောထွေးတော့မှဆိုတဲ့အတွက်မှတ်ရတာရှုပ်တော့မှဆိုတဲ့အတွက်ဒါကိုခြံလက်ထားခြင်းဖြစ်ပါတယ်နော် ဒီနည်းကတက်ကွန်စီနည်းလို့ခေါ်ပါတယ်တက်ကွန်စီတက်ကေဘဝတစ်ချိုးပါနော်အဲ့တော့ဒီတက်ကွန်စီတက်ကွန်တက်ကိန်းဆိုတာခုနကျွန်တော်ပြောမယ်နှစ်ပေါင်းများစွာကျွန်တော်မှတ်မိတော့နော်ကျွန်တော်ဆရာကြီးအပါမင်းတင်ကကျွန်တော်အပါမင်းတင်ကပြုစုခဲ့တာတွေဒီမှတ်တမ်းအရာလေးလာခဲ့တာတွေ လက်တွေ့ဟောပြောပေးခဲ့တာတွေဟာဒီပညာကဘယ်အခြေခံပြီးတော့ရောက်လာလဲဆိုလို့ရှင်ယောမပြီမှာယောမပြီကနေပြီးရောက်လာခြင်းဖြစ်တယ်အဲ့ဒီယောမပြီမှာနေရဘယင်ကြီးအုတ်ချုပ်တဲ့အခါတော့ကဖြစ်ပါတယ်နော်အဲ့တော့ဒီနေရဘယင်ကြီးစီကိုတနေ့မှာ အဖွားကြီးတယောက်ရောက်လာတယ်အဲ့ဒီအဖွားကြီးနာမည်ကတော့ ာကွန်စီလို့ခေါ်ရတယ်။နောက်ဒါကြောင့်မို့တာကွန်စီရဲ့ plug gain ပြောရခြင်းဖြစ်ပါတယ်နော်။ဒီအဖွားကြီးနာမည်ကတာကွန်စီလို့ခေါ်ရတယ်။အဲ့ဒီအဖွားကြီးကသူ့ရဲ့လက်ရင်းနဲ့ရေးထားတဲ့လက်ရင်းမူတောက်တုပ်ပါလာပါတယ်နော်။အဲ့ဒီအဖွားကြီးကတာကွန်စီဆိုတော့ဖွားကြီးကဘယင်ကြီးကိုအဲ့ဒီစောက်ကိုရှောင်းပါတယ်။နော်။အဲ့ဒီစောက်ကိုဘလောက်နဲ့ရှောင်းပါတယ်ဆိုလို့ရှိရင် ီစာအုပ်ကိုဖယ်သိမ်းနဲ့ရှောင်းမယ်လို့ပြောတယ်ပေါ့နော်ပြောတဲ့အခါကျတော့ဘုရင်ကြီးကမဝယ်ပါဘူးအဲ့စာအုပ်ကို နော်ဒီသာကွင်းစီအဖွားကြီးရောင်းတဲ့စာအုပ်ကိုဘုရင်ကြီးကမဝယ်ပါဘူးမဝယ်တော့အဲ့ဒီအဖွားကြီးကပါလိုက်လိုက်လို့ဆိုလို့ရှင်ဘုရင်ကြီးရဲ့ရှေ့မှာတယ်စာအုပ်ရဲ့ထက်ဝက်ကိုဆုတ်ဖြဲပြီးတော့တော့တချမ်းပေါ့နော် အချမ်းကိုထုတ်ပြဲပြီးတော့ဘရင်ကြီးရဲ့ရှေ့မှာတင်မိရှုခဲ့ပါတယ်ပြီးရင်ပြတ်သွားပါတယ်နော်ပြတ်သွားပါတယ်နောက်တစ်နှစ်ကြာလို့ရှင်အဲ့ဒီအဖွားကြီးကဘရင်ရှိမှာထပ်ပြီးရောက်လာပါတယ်တာကွန်စီအဖွားကြီးနော်ခုနကနေရိုဘရင်ကြီးစီကိုထပ်ပြီးရောက်လာတယ်ရောက်လာတဲ့ခါမှာကျောင်းနဲ့တဝက်ကို30တောင်းပြီးတော့ ေးဟာအေးစားကိုရောက်ပါတယ်တိတ်နေစင်နဲ့တိတ်နေစင်ပေးပါ နော်ဒါကိုရောက်ပါမယ်ဒါပေမဲ့လည်းညီတို့ပြင်ကြီးကညင်းပါတယ်မဝယ်လိုက်ပါဘူးမဝယ်လိုက်ဘူးအဲ့ထင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ကြံနေတဲ့တဝက်ကိုနောက်ထပ်တဝက်ပိုင်းပြီးတော့နော်တဝက်ဖိုင်တဝက်ကိုပိုင်းပြီးတော့ညီတို့ပြင်ကြီးရဲ့ရှေ့မှာပဲမိရှုခဲ့ပါတယ်အပွားကြီးလှဲ့ပြီးတော့ ဖတ်ပါဗျာရောနောက်တစ်နှစ်တာကွင်စီအဖွားရာနီရိုဘရင်ကြီးစီကိုထပ်ပြီးတော့ရောက်လာပါတယ်ရောက်လာတဲ့အခါမှာတော့ပပလဲကြံနေတဲ့တဝက်ကို340နဲ့ရှောင်းပါတယ်ထို့တော်လည်းပဲဘရင်ကြီးကအဲ့ဒါလည်းမဝဲပါဘူးမယူပါဘူးမယူတော့ကြံတဲ့တဝက်ကိုပေါ့နော်အဲ့တော့ ကျန်တဲ့တစ်ခါကို ထပ်ပြီးတော့ဆုပ်ဖြဲပြီးတော့မိရှုလိုက်ပါတယ်ခုန30နဲ့ရောင်းလိုက်တဲ့ခါကအမှန်တကယ်က၄ပုံပုံ၃ပုံမြောက်ဖြစ်ပါတယ်စာအုပ်ရဲ့၄ပုံပုံ၃ပုံမြောက်မယူတဲ့ခါကျတော့ကျန်တဲ့တစ်ပုံကိုထပ်ပြီးတော့ဆုပ်ဖြဲပြီးတော့အရင်ရှိမှပဲမိရှုဖြစ်စီလိုက်တာနော်အဲ့တော့အဖိုက်ပြန်သွားပြီ အဲ့လိုပဲနှစ်တိုက်နှစ်တိုက်လာပြီးတော့အယောင်းဝယ်နေရိုပင်ကြီးရှိမှာလာရောက်နေနေရိုပင်ကြီးကလည်းမဝယ်ဘူးမြင်းနေပေါ့နော်သူကလည်းဒီစာအုပ်ကိုသူကခွဲခွဲပြီးတော့မီးရှို့ပြီးပြန်ပြန်သွားတယ်ဒါပင်စီအမေမိမရနော်မီးရှို့ပြီးပြန်ပြန်သွားတယ်နောက်ဆုံးမှာတော့နော်အဲ့ဒီစာအုပ်ကစာရွက်နှစ်ရွက်ပဲကျန်မာတော့တယ် နှစ်ရက်ပဲကျန်တော့တယ်ဆော်ရက်ကလေးနှစ်ရက်ပဲကျန်တော့တယ်အဲ့နှစ်ရက်ကိုဒီလိုပင်းယူသိန်း200နဲ့ထပ်ပြီးတော့ရောင်းပါတယ်အဲ့ဒီမှာဒီလိုပင်းကဘလို့ဖြစ်သွားလဲမသိဘူးပေါ့နော်သိန်း200ကိုဈေးမစစ်တဲ့နဲ့ဒီနီလိုဒီတာကွန်စီဖိုင်ဒီဒီတက်ဆက်နှစ်လဲနှစ်လဲနှစ်လဲဘာရောင်းနေတာအချောင်းတော့ရှိမယ်ဘယင်းကြီးကစဉ်းစားပါ့ နော်အမေကလေးတနေ့ဒီမနှစ်နှစ်ပေါ့နှစ်နှစ်တော့လာပြင်ရက်သွားမှာမဟုတ်ဘူးတချို့ဆိုတနေ့တည်းရက်သွားမှာသူကမကြည့်တော့အရောက်ရရပြောင်းဆိုတယ်ထို့တော့ငါနဲ့တော့တစ်ခုမဟုတ်တစ်ခုတော့အချောင်းရှိမယ်ပတ်သက်လက်ဆက်တယ်မယ်ထင်တယ်ပတ်သက်ကွန်ပျူတာပတ်သက်လိုက်မယ်ထင်တယ်ပေါ့နော်အဲ့တော့နေဘင်းကြီးကဈေးတော်မဆစ်တော့ကျန်တဲ့နှစ်ယောက်ကိုတိတ်နေရပြီးပြီးတော့ပို့လိုက်ပါတယ်အဲ့ဒီမှာ ညီတို့ပြင်းဘာဖြစ်သွားလဲဆိုတဲ့ကကြအဲ့စာရဲ့နှစ်ရက်သေးကိုတိတ်နေရနဲ့ပြီးပြီးတော့ဝယ်လိုက်တဲ့အခါမှာနော်အဲ့လိုဝယ်လိုက်တဲ့အခါမှာစာရက်ကလေးကိုဖတ်ကြည့်တာပေါ့ဒီစာရက်ကလေးနှစ်ရက်ကလေးကိုသူကဖတ်ကြည့်လိုက်တာဒီစာသားလေးရဲ့တံပိုးရှိတယ်ဆိုတာလေးဇလန်အဲ့လိုဒီနှစ်ရက်ကလေးဖတ်ကြည့်တယ်ညီတို့ပြင်းမျက်လုံးပြူးသွားဟာမျက်လုံးပြူးသွားတယ် ။ဘာကြောင့်လဲတဲ့။လူတရားရဲ့မွေးခွနစ်ကိုတဲ့နှလုံးနဲ့ရအောင်ပေါင်းနှလုံးနဲ့ရတဲ့အထိပေါင်းလိုက်တာ။မွေးခွနစ်ကိုနှလုံးနဲ့ရအောင်ပေါင်းတာ။အဲ့ဒီနှလုံးနဲ့ရတဲ့မွေးခမန်းလေးကိုမှအဲ့ဒီမွေးခွနစ်အောက်ကိုချပြီးတော့ပြန်ပေါင်းလိုက်တာ။စောစောပထမကျွန်တော်ပြောခဲ့သလိုပေါ့နော်။ပြန်ပေါင်းလိုက်တာ။လူဘဝရဲ့ပထမဦးဆုံးထူချာပြောင်းလဲမှုရဲ့ဖြစ်စဉ်အတိအကျထွက်လာပါတယ် ။ဘာဖြစ်မလဲဘာဖြစ်ဘာဖြစ်မလဲအာဘလို့ဖြစ်မလဲဘလို့တွေ့တယ်ဘလို့အောက်ကြမလဲဘလို့ကြီးဖြစ်သွားမလဲဆိုတဲ့အပိုင်းနေပေါ့နော်။အဲ့လောက်ထပ်ပြီးတော့သူလည်းသူ့ကိုယ်သူ sorry သူ့ရဲ့ခုနှစ်တကက်ကိုဒီလိုပင်ကြီးကနှလုံးနဲ့ရအောင်ပေါင်းလိုက်တယ်။အဲ့ဒီနှလုံးနဲ့ရတဲ့ပေါင်းရလတ်ကိုသူ့ရဲ့မွေးခုနှစ်အောက်မှာ ချပြီးတော့ပေါင်းလိုက်တာ။အဲ့ဒီပေါင်းလို့ရတဲ့ရလတ်ခုနှစ်ဒီပထမအဦးဆုံးပြောင်းလိုက်မယ်။ဘဝတစ်ချို့ပထမပိုင်းဖြစ်ပါလေ။ ဒါကိုသိချင်တယ်ဆိုလို့ချင်းနောက်တစ်ခါကြားလိုက်ခါကျတော့နောက်ကနှလုံးထဲကိုနှလုံးထဲကိုပေါ်มาဖြစ်တယ်ပေါ်လို့ကြတဲ့ဟာကိုကြတော့နှလုံးထဲဖြစ်အောင်ဥပမာပဲ30ဖြစ်တယ်ဆိုတော့ကျွန်တော်တင်းတဲ့တုံးကြထပ်ပေါ်ရတယ်တစ်ဖြစ်တာပေါ့နော်အဲ့ဒါကကနဝိခုနဟာတော့တော့ပထမဘောရစစ်ချုပ်ပြောင်းလိုက်တဲ့ခုနှစ်အောက်ကအိုက်တစ်ကိုချပြပေါင်းလိုက်တဲ့ပေါင်းလိုက်မယ်ဆက်လက်ကဒုတိယဘောရစစ်ချုပ်ပြောင်းလဲခြင်းဖြစ်ပါတယ်ကျွန်တော်မိစင်များဒါဆိုရင်စဉ်းစားလို့ရပါတယ်နော် မရှုပ်ပါဘူးเนาะရှင်းရှင်းလေးပါအဲ့တော့ဒါကြတဲ့ချင်းကျွန်တော်တို့အဘမင်းသိင်ခရဲ့သူ့ကွယ်သူ့ဘဝရဲ့ဖြစ်စဉ်လေးကိုကျွန်တော်ဒီကနေ့ပြောစောက်ကနေဖတ်ပြီးတော့မျှပေးလို့ပါတယ်เนาะအဲ့တော့အဘမင်းသိင်ခကကျွန်တော်တို့ကိုပညာသင်ပေးခြင်းနဲ့ဥမာကွာရဲ့9ရက်ခုနှစ်တကယ်က1939မွေးရကွာတဲ့အဲ့ဒီ1939ဟိုအကောင်လုံးပေါက်လိုက်တဲ့ခါကျတော့22ရတယ်နှလုံးကနေရတယ်အဲ့ဒါကိုထပ်ပြီးတော့မှ 1939အောက်ကနေပြီး22ကိုချပြီးပေါင်းလိုက်ခါတော့ဘယ်လောက်ရမလဲ1960ရတာပေါ့နော်1961ရတဲ့ခါကျတော့အဲ့အဘာမင်းငယ်ပထမဦးဆုံးတော့ဘဝတစ်စချိုးပြောင်းလဲခြင်းဖြစ်ပါတယ်။ဘာဖြစ်ခဲ့လဲဆိုလို့ရှင်အဲ့ဒီမှာအဘာမင်းငယ်ကစီတစ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားပေါ့ဗျာ။ပြောမှဆိုလို့ရှင်ပေါ့နော်။အဲ့ဒီမှာ တက်ကတ်နေပြီးတော့အထုတ်ခံရပါတယ်အဲ့ဒါသူ့ရဲ့ပထမဆုံးပြောင်းလဲခြင်းဟုတ်ပြီအဲ့ဖတ်ပြပြီးကျင်တာဖတ်ပြပြီးကျင်တဲ့ခါကျတော့ဒီဥစ္စာကိုမှန်လားဆိုတာဘာမှမသိငါသူ့ကိုပေါင်းကြည့်တာအဲ့ဒီဆောင်းလုံးက67ကိုနောက်ကနှလုံးနဲ့ပဲပေါင်းတော့တာဒီဘယ်နှခုနဲ့မှတစ်ချိန်ပြောင်းလဲမယ်နောက်ဘယ်နှခုနဲ့မှဒုတိယချိန်ပြောင်းလဲမယ်နောက်ဘယ်နှခုမှတတိယချိန်ပြောင်းလဲမယ်အဲ့လိုပဲတစ်လုံးနဲ့ကြအောင်ပေါင်းပြီးတော့အောက်ကိုချချပြီးတော့ပေါင်းတာပေါင်းတာပေါင်းတာဆိုတဲ့ဘိုင်းမှာနောက်ဘဝစစ်ချိုးနှစ်ပေါင်းဘဝစစ်ချိုးနှစ်တွေနှစ်တွေထွက်လာတာပေါ့နော်အခြေအစင်းလေးအဲ့လိုထွက်သွားတာ ဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့ကိန်းခန်းကိုတွေ့မယ်ဆိုရင်ကျွန်တော်ဘဝဘယ်လိုရောက်လဲဆိုတာကျွန်တော်ကအကုန်လုံးဒါတန်းကျွန်တော်လည်းပေါင်းပြီးသွားပြီဘဝအခြေအနေကိုလည်းသိပြီးသွားပြီနောက်ကျွန်တော်ရှိမှလာတဲ့ message ကိုတွေ့ကြည့်ကြတာဟာဒီမှာကျွန်တော်အဲ့ဒီအချိန်ကဒီမှာဘယ်လိုဖြစ်တာကျွန်တော်ဘယ်လိုဖြစ်တာဥမဆောင်ဝဲအောင်တာအိမ်အောင်ကြတာဟုတ်ပြီနော်ထိပေါက်တာ ချက်ပေါက်အစရစပေါ့နော်အာလုပ်ငန်းအအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုဘဝတစ်စကြိုးကြောင်းရတဲ့ဂိမ်းဟာ ောက်ကူရ98เนาะဒါတစ်လုံးနဲ့ရအောင်ပေါ့ဒီနှလုံးရအောင်မယ်ဆိုအဲ့တော့တကယ်ကိုရပေါင်းတော့30 38ပေါင်း79 79နဲ့8နဲ့ပေါင်းတဲ့ကာကြတော့25ပေါ့25ကိုအောက်ချပြီးတော့ပေါင်းခြင်းဖြစ်ပါ25ကိုအောက်ချပြီးတော့ပေါင်းလိုက်ခြင်းဖြစ်ပါတယ်198ကို25အောက်ချပေါင်းလိုက်တဲ့အတွက်သူကဘာဖြစ်လဲဆိုလို့ရှိရင်2003 เนาะ2003မှာကျွန်တော်ရဲ့ပထမဘဝတစ်စုံပြောင်းလဲခြင်းဖြစ်ပါတယ်။ပြောင်းတဲ့အခါမှာ3ည3ပေါ့ဗျာနောက်ကနှလုံးကိုယူတယ်ရှေ့ကနှလုံးကိုပယ်တယ်ပေါ့နော်။3ည3ကိုပေါ့ကတော့3ညတယ်။3ညနဲ့3နဲ့ပေါင်း3ည2006ပေါ့။2006မှာဒုတိယဘဝတစ်စုံပေါ့နော်။အဲ့တော့ပြောချင်တာကအဲ့ဒီမှာကျွန်တော်ဘီပညာရတဲ့ပတ်သက်ပြီးတော့ ရရှိသွားပြီအဲ့ထက်အပတ်မင်းကရှိမှလည်းကျွန်တော်ရောက်သွားပြီပြင်ပောင်းသွားတဲ့နီးဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းအဓိကပြဿနာကဒီဟောဟောဘဝတစ်ချို့ပြောင်းလဲနီးကိုဆက်စပ်ကျွန်တော်ပြောထားရတဲ့လိုပဲပထမခုနှစ်တခုလုံးကိုပါလိုက်ပါပါပြီးတော့နှလုံးကနန်းဖြစ်ပါတယ်အဲ့ဒီနှလုံးကနန်းကိုကိုယ့်ရဲ့ခုနှစ်အောက်ကချပေါင်းမှအဲ့ဒီ ရလာတဲ့ခုနှစ်ဒီဘဝတစ်စိုးပထမကြောင်းလက်ချင်းဖြစ်ပါတယ်နော်နောက်တစ်ခါအဲ့ဒီရရှိလာတဲ့ခုနှစ်တက်ကိုနောက်ဆုံးနှလုံးအပေါင်းမှာအဲ့ဒီရလာကတစ်လုံးနဲ့ဖြစ်အောင်ပေါင်းပြီးရောအဲ့ဒါကိုအောက်ကနေပြောချပြီးတော့ပေါင်းမှဖြစ်ပါတယ်အဲ့ဒီပေါင်းလို့ရတဲ့ရလာဒီဒုတိယဘဝတစ်စိုးကြောင်းလက်ချင်းဖြစ်ပါတယ်နော်ဒါကျွန်တော်မိတ်ဆွေတွေဘဝတစ်စိုးပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှင်2080 နထောင်းနဲ့စစ်စကူထီအောင်တော့မှာပဲကိုအနာကတ်ထီအောင်တော့မှာရဲ့ဒီဟောကင်းนี่ပေါင်းထားတာရှိပါတယ်ဒါလည်းကိုကကိုကိုရဲ့တပတ်ကြာကိုပေါင်းလို့ရတဲ့ဆက်ကြောင်းကိုကျွန်တော်ကနေပြီးတော့ညရဲ့ပြင်ဖြစ်ပါတယ်เนาะဒါဘဝတစ်စချိုးပြောင်းလဲခြင်းအဲ့ဒါအဲ့ဒီဘဝတစ်စချိုးပြောင်းလဲတာကခုနဆက်ကြပါစို့2025မှာကြာရဲဆိုလို့ချင်းကျွန်တော်ဘာဖြစ်မလဲသိကြလို့ချင်းသောသားကျွန်တော်ဂျပစီနံပါတ်တွေခေါ်ပေးထားတယ်အဲ့ဂျပစီနံပါတ်တွေကိုလိုက်ကြည့်ရမှာဖြစ်ပါတယ်ဂျပစီနံပါတ်က30ကြာလား40ကြာလား နော်90ကြာလာအဲ့ဒါကိုကျွန်တော် hogging video file မှာ ပြပေးထားပါတယ်နော်အဲ့ရအကောင့်စုကိုအဲ့ဒါကိုကြည့်လို့ရပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေနားလည်ပြီဖြစ်တယ်အခုလက္ခဏာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမျှဝေပေးသွားမှာကလက်ချောင်း၅ချောင်းမှာအဆစ်တွေနဲ့ပတ်သက်ပြီးတော့ပိုရဲအဆစ်တွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားစပါတယ်ဆွကြပါစို့လက်မအဆစ်ပိုရဲဆိုလို့ရှိရင်ဖခင် အမွေအကျင့်စရိုက်ဖြစ်ပေါ်မှာဖြစ်ပါတယ် နော်လက်မတွေကအစစ်ကလေးတစ်ခုပုံနေရယ်သူပါဆိုပေါ့နော်လက်မကအစစ်ကလေးတစ်ခုပုံနေရယ်ဆိုပါဆိုအဲ့လက်မအစစ်ကလေးတစ်ခုပုံနေပုံလို့ရှင်ဖခင်ရဲ့အမွေဖခင်ရဲ့အချင်းစရိုက်ကိုလိုက်စားသူဖြစ်ပါတယ်လက်ညှိုးမှာအစစ်တစ်ခုပုံနေရယ်ဆိုရင်တော့မိခင်ရဲ့အချင်းစရိုက်မိခင်ရဲ့ဖြစ်တည်ပြောင်းပြောင်းလဲမှုကိုရှင်ရင်းပါတယ်ပေါ့နော် မိခင်ရဲ့အမွေအချင်းကိုရရှိမှာဖြစ်ပါတယ်သူ့ရဲ့လှုပ်ဆောင်ချက်ပိုင်းဆိုင်ရာ မိခင်ရဲ့ဇေယိုက်မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာနော် မိခင်ရဲ့တဘောတရားကိုလိုက်နာကျင့်ထုံးခြင်းလိုက်နာခြင်းပေါ့နော်ဒါမျိုးနောက်လက်ခရဲမှာလက်ခရဲမှာအစ်စ်ကပူနေရဆိုလို့ရှင်ဆရာသမားရဲ့ပညာရဲ့ပညာရည်ကိုရှားရှိပါတယ်ဆရာကောင်းသမားကောင်းတွေပညာရည်ကိုလိုက်လေ့လာကျင့်သုံးတယ်အဲ့ပညာရည်ကိုရှားရှိတာဖြစ်ပါတယ်လက်ခရဲမှာအစ်စ်ကပူပဲဆိုလို့ရှင် အိမ်တောင်ပဲအကျိုးကိုခံစားမှာဖြစ်ပါတယ်လက်ခရဲဆိုတာ ဒါ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 လက်တကျယ်ပေါ့နော်ဒီလက်တကျယ်မှာအစ်စ်အစ်စ်ကဒီမှာဆို3ဒီမှာ20 20 30ဆိုဆိုပါစို့လက်တကျယ်40လက်တကျယ်40ဖြစ်နေရဆိုလို့ရှိရင်40ဖြစ်နေရဆိုလို့ရှိရင်ဒီကောင်မရကောင်အိမ်နောက်ဘက်ကောင်နေလဲကျောင်းမှာဖြစ်ပါတယ်နော်လက်တန်းမှာအစ်စ်ပို့ခဲ့ရဆိုရင်တော့နံပါတ်5မြောက်လက်တန်းမှာအစ်စ်ပို့ခဲ့ဆိုရင်တော့လူအချီအထင်ကြီးခံရတတ်ပါတယ်လူအထင်ကြီးလေးစားခြင်းတွေပါခံရပါတယ်လို့ပြောပါအဲ့တော့ လက်လက်တင်နဲ့လက်ချောင်းတွေနဲ့ပတ်သက်ပြီးအစ်စ်ပေါ်တာတွေအကောင်းနေဖြစ်ပါတယ်နော်သူ့ဟိုသူ့အတိုင်းတော့ဟောရတော့ရှိတာပေါ့ဘယ်ဘက်ကိုဥတည်တယ်ညီကောင်မတော်ဘက်ကိုဥတည်လားမိဘဘက်ကိုဥတည်လားဆရာသမားဘက်ကိုဥတည်လားဆိုတာအများဘက်ကိုဥတည်လားဆိုတာသူ့ရဲ့ဟောရှင်ညွှန်းချက်တွေရှိတာပေါ့နော်ဒါလက်ချောင်းတွေနဲ့ပတ်သက်အစ်စ်ပေါ်တဲ့ပို့ချင်းဆိုတဲ့ဟောနောက်တစ်ခုကလက်မှာဘွေပါရာမန္တမြအကုန်လုံးကလက်ငါးချောင်းလုံးမှာဘွေဒီပါနေလက်ငါးချောင်းမှာဘွေဒီပါလက်ငါးချောင်းလုံးမှာလက်ငါးချောင်းလုံးမှာဘွေဒီဘွေဒီဘွေဒီပါတယ်ဆိုလို့ရှိရင် အမျိုးသမီးဆိုလို့ရှိရင်သီလရှင်ဘက်ကိုဥတည်သွားတာညာတော့ဖြင့်ဖြစ်တတ်ပါတယ်အမျိုးသားဆိုရဲရမ်းပေါင်းတဲ့ကိုဝင်သွားတာဒါဖြစ်တတ်ပါတယ်ညာတော့ဖြင့်ဒါကြီးကျွားမှာဖြစ်ပါတယ်နော်အဲဒီရာရအကောင့်နဲ့လင်ဂိတရေးပါပဲဒီလက်ချောင်းတွေမှာပွေပါတဲ့လမ်းကြောင်းတွေကအကုန်လုံးအကောင့်တွေကြီးပါပဲနော်ဒါအဲ့မို့ဆိုဒါကြီးလက်ချောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီအကောင့်တွေပါပဲဒီမှာ သိရှိအောင်ဘုရုဒ္ဒလက္ခဏာတုဒ္ဒကိုမျှဝေပြခြင်းဖြစ်ပါတယ်နော်နောက်တစ်ခုကစွဲအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျွန်တော်ဒီရက်ပိုင်းမှာဒါလေးထည့်ထည့်ပြီးတော့ပြောပြနေရခြင်းအကြောင်းတရားကကိုကိုကိုတာကိုကိုကိုတာအာကိုပြီးတော့ကိုကိုတာအရှောင်လက်ဖို့စိတ်ပိုင်းဆိုင်ရာနူးညံ့ပြီးတော့အစွမ်းထက်ဖို့ပါဝါတွေအကောင်းဖို့ဒီ ကန္တာတွေနဲ့ကျွန်တော်တွဲပြီးတော့ညှောက်ပြီးဖြစ်တယ်။ဒီကြားထဲမှာကျွန်တော်ရေရရလေးတွေဂျိုဂျာဂျိုရာလာပြီးလာမှာဖြစ်ပဲ။ရေရရလေးကြီးခဏခဏပြောနေတဲ့အခါကျတော့လေချို့ကြတော့လေဒီအကုန်လုံးမလိုက်မလုံနိုင်ဘူးလေဆန်ရဆန်ရပဲ။အဲ့တော့သိဆွဲနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြီးကဒုတိယကဥတီချက်စွန့်ပြတ်ချက်ခိုင်းပါတယ်လမ်းစဉ်လည်းမှန်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒီတော့တရားထုတ်တဲ့ပုံကိုယ်တွေဟိုခုန ်တမထအားထုတ်တဲ့ပုံကိုယ်တွေရှင်းချင်အားထုတ်မှုပုံကိုယ်တွေကြတော့ဒီဆိုဒီတလိုင်းပဲသူစိတ်ကဒီကျန်နိုင်မလို့တော့ပေါ့နော်လော်ကီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟိုတချို့ကိစ္စတွေမလို့ရဘူးထို့တော်လည်းပဲစိတ်ပါပါအောင်တုံးတာအဲ့ဒါလေစိတ်ပါပါအောင်တုံးတဲ့အခါကျတော့အဖြစ်ရှိအောင်သူကလှုပ်သွားတဲ့နီးကျင့်နေကျင့်ကြံနေအားထုတ်တယ်စိတ်စွမ်းရင်မြင်မာတယ်ဆိုတာတိလတမာရီကိုဆိုလိုခြင်းပါပဲတစ်ခါကပြောင်းမှဆိုလို့ရစေနော်မိမိရဲ့စိတ်ကို အထိကကအတီးပြုတ်လိုက်တာအကောင်းဆုံးကလုပ်မယ်ဆိုပြီးတော့ကိုယ်စိတ်ကိုဟိုအတီးပြုတ်လိုက်တာကိုယ်စိတ်ကိုအကောင်းဆုံးပြောင်းလုပ်မယ်ဘယ်ချင်းနေဘယ်ကာလပဲရောက်တော့ကိုယ်လျှောက်ချင်တဲ့လမ်းကဒီလမ်းကိုလျှောက်မယ်ဆိုရင်ဒီလမ်းကိုအတိကျသွားမယ်လို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အဲဒီလိုဆုံးဖြတ်တဲ့အခါမှာကျွန်တော်ခုမျှဝေပေးနေတဲ့အကြောင်းတရားကြီးက ကိုကဘယ်ဘက်ကိုသွားချင်လဲကိုကဘယ်ဘက်ကိုလျှောက်ချင်လဲကိုဘာစီးပွားလို့လုပ်ချင်လဲဘယ်လိုအနေထားမျိုးလုပ်ချင်တာလဲနော်အမျိုးမျိုးရှိရလေကုမ္ပဏီဝန်ထမ်းလားကုမ္ပဏီဝန်ထမ်းဆင်မဲ့လားနော် CEO လားနော် manager လားဟုတ်လားအဲ့မလုပ်ငန်းပိုင်ရှင်ဖြစ်ချင်တာလားအကြောင်းဝယ်ဖြစ်ချင်တာလားအမှုပညာရှင်ဖြစ်ချင်တာလားအဲ့စရတဲ့ပေါ့နော်အထီးဖြစ်ချင်တာလားလက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့အားရလေးကိုအညောင်းလေးပေါ့အပင်ဖြစ်အောင်ကြီးထွားအောင်အကန့်ခက်ဒီ ဝေဆောင်အောင်လောက်မှာကမူရင်းလက်ရှိအခြေအနေကိုရှင်းတမ်းအောင်ကျမ်းမာအောင်စိတ်ကောင်းစိတ်ဆွအားမြင့်နေအောင်ဆောင်ရွက်ဖြစ်တယ်။ဘာလို့ပါဘာလို့ပါသူများကြီးပွားအောင်မြင်နေအောင်လိုက်မကြည့်လိုက်မကြည့်နေဆိုတာသူကံကြမ္မာနဲ့တူကိုယ်ကံကံကြမ္မာနဲ့တူမတူတဲ့အကြောင်းတွေရှိတယ်နော်။ကိုကလုံနေရင်ကိုင်နေရင်နဲ့ကိုယ့်ရဲ့အသွေးခေါ်နဲ့သူ့ရဲ့လုပ်ငန်းစီးပွားရလဲကိုနဲ့အသွေးအသွေးခေါ်တိုက်ဆိုင်လို့မလို့ရှယ်ယာလုပ်တယ် လာဖို့ဆက်ရဲဆိုတော့လေဒါလောရမှာဖြစ်တယ်ဒါကဒါကိုကိုနဲ့မသူတို့မလောရောက်ဆိုတာမဟုတ်ဘူးလူစုကလုပ်ငန်းသူကိုနဲ့အချိုးပေးမယ်ထင်တယ်ကိုလည်းဝါနာပါမယ်ဆိုလို့ရှင်ဒါဆိုလို့ရှင်အချိုးပေးပြီနော်သူကကိုကိုခေါ်လို့အတွဲလောက်သွားတယ်ကိုကအရေးရှင်တယောက်ဖြစ်သွားတယ်သူကလည်းကိုကိုထောက်ကူပြုသွားတယ်သူလည်းလုပ်ငန်းရှင်တယောက်ဖြစ်တယ်ကိုလည်းအချင်းချင်းလုပ်ငန်းရှင်တယောက်ဖြစ်သွားတယ်ကိုလည်းသုံးနိုင်ဆွနိုင်တဲ့လူတယောက်ဖြစ်သွားတယ်နော်ဒါကဒါလေးတွေပြောတာအဲ့တော့ဘဲချင်းနေနွားတောင်းတာပဲဖြစ်ဖြစ်စိတ်ကြောင်းတာပဲဖြစ်ဖြစ်နော်တောတူတောင်းတာပဲဖြစ်ဖြစ် မျိုးကြီးမျိုးလက်ကမှလုပ်ပြအားလုံးကကောင်းတော့တဲ့အလုပ်ကဆောင်ရွက်နေရခြင်းဖြစ်တဲ့အတွက်ကြီးပွားချမ်းသာတဲ့လူတွေလည်းကောင်းနှလုံးပါတာမဟုတ်ပါဘူးပခုံးလေးဘက်မရှိပါဘူးလက်ကလေးဘက်မရှိပါဘူးဒါပါပဲအတတ်ပညာကြီးဘွေရမနော်ဒီဂရီရမဒါမျိုးလည်းမဟုတ်ပါဘူးအတတ်ပညာတဲ့အတိပညာအတွေးခေါ်စက်ဆောင်ရည်ကြီးတဲ့မြင်မှချင်းတကယ်လုပ်ငန်းရှင်တွေအသုံးပြုထားတဲ့ကိစ္စကြတိဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့တော့ ဒီကိုစိတ်ကိုကိုအတီးဖြစ်အောင်အတိမတ်ဖြစ်နေအောင်ကိုကိုကိုမေးခွန်းထုတ်ခြင်းကိုဘာလုပ်မယ်ဆိုတာပြထမ်းထားပေါ့နော်အဲ့တော့အီချန်တဲ့နေရာမှာထိုင်မယ်အရိကပဒနာနော်ကိုအိမ်မှာထိုင်မယ်ဆိုလို့ချင်းမီးအလင်းရောက်ရင်နင်းငိုင်မလင်းအောင်မီးအရောင်လေးဖြတ်ဖြတ်လေးနဲ့နော်ဒါတော့မီးရပြက်နေဆိုကိုရှိနှစ်ပေတုံးပေလောက်မှာဖြောင်းနိုင်အဝေးကနေပြီးအလင်းအလင်းတန်လေးပြထားကိုကဖြောင်းနိုင်အောင်ကြည့်မှာမဟုတ်ကိုကအောင်လေးပြုတ်နေမှာအရိကအဲ့တော့မီးရရှိတယ် မိအလင်းလက်ဆက်မိအလင်းမထွက်ဘူးမင်းပုံပြပြလေးပုံစံမျိုးလေးမိအရှောင်လေးနဲ့တွားမှာဖြစ်ပါမယ်အာရုံပြုနေမယ်အေးစေးထန်နေမယ်အေးစေးထန်နေမယ်ပေါ့နော်ပေါ်လာတဲ့နမိတ်ကလေးတွေမှတ်ထားပါအတန်ကြားရင်အတန်ရွတ်ပါအဲ့ဒါဗီဇမန္တဖြစ်ပါလိမ့်မယ်နော်ဒါရွချင်းကျွနေခြင်းအတွေ့အဲ့ဒါကကိုယ့်ကိုကိုကြီးသွားလိမ့်မယ်ကိုယ့်ရဲ့ ရှိပါသေးလူမှုရေးလောကီလောကုတ္တရာရေးမှာတို့ကအချိုးပေးလိမ့်မယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်အိမ်ထဲမှာမလို့ရှင်တော်ထဲမှာနေတယ်တချို့တော်လိုက်မှာရှိတယ်ရှုခင်းနေခောင်းတဲ့နေရာမှာရှိတယ်ထွက်လိုက်နေနေလေးပဲရှိတယ်ဆိုတော့မစ်ဆွေတွေကတကယ်အပြင်မှာထွက်ပြီးတော့အေးချမ်းတဲ့နေရာတောင်ကုန်းလေးမှာတော့ကမြက်ခင်းပြင်းလေးမှာတော့ EC ထန်လိုက်ပါ။နော်ဖိတ်ရင်တဲ့နေရာလေးမှာ EC ထန်နေမှာပေါ့ပါပါလေးပဲဘလို့ထိုင်နေမှာထိုင်တဲ့အခါမှာကိုယ့်ကိုဝင်နေထက်လေးပဲမှတ်မှတ်ထားလိုက်ဖြစ်ဖြစ်ဘာလို့မှတ်ဖဲနဲ့ freedom ကိုတိုင်း တွေးလိုက်လက်နေကျင်တာပဲဖြစ်ဖြစ်ချုပ်မထောက်ဘယ်လိုထိုင်မှဘာလို့ပါဝင်ထွက်လေလောက်ပါဆိုရလဲမပါဘူးအရိကပဒနာပေါ့နော်ဝင်ထွက်လေလောက်ချင်တယ်ဆိုရင်လောက်မိမိတဖို့အရိကပဒနာကိုကလောက်ပါဘာတော့မလောက်ပါနဲ့ဆိုတဲ့အပိုင်းမှာကျွန်တော်ကဘောက်ခတ်မထောက်ဘူးနော်အကန့်တမထောက်အတန်ကြားလာမှတ်ထားပါအဲ့ဒီအတန်ကိုဒါယူရမှာပါဒါယူရမှာဆိုပြီးတော့ယူရင်ယူရင်နဲ့နောက်တစ်ခါကိုယ်တက်မှတ်အချိန်ပြည့်ရင်ရှက်လို့ရပြီနောက်တစ်ခါလဲဆက်ပြီးထိုင်ပေးပါပြောင်းမှာဆိုတော့ရှင်နော်အဲ့ရလေးကြီးက ကျမ်းမာရေးလည်းကောင်းမယ်ဘလုတ်ချင်ကန်စင်နဲ့စိတ်ပိုင်းဆိုင်ရာနောက်လမ်းကြောင်းပွင့်မယ်အရိကပါစင်အဲ့အားလေးဆောင်းပြီးတင်ပါလေလို့ပြောရင်ဒီနေ့တော့တော်ပါပဲအားလုံးစိတ်ချနာခြင်းကိုကျမ်းမာခြင်းရာပြည့်စုံကြပါစေခင်ဗျာ